တော့ကျွန်တော်ဒီငါးဆွန်းနဲ့ခုနှစ်ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ဒီငါးဆွန်းနဲ့ခုနှစ်ဒီမှာကျွန်တော်တို့ဒီ6ကြိမ်မှာပေါ့နော်ဒီ quantity ဆိုတဲ့ကဏ္ဍလေးတွေတွေ့တယ်ပေါ့နော်သူကနေဆယ်နဲ့ချလိုက်လဲငါးဆွန်းနဲ့ခုနှစ်6ကြိမ်ဒီမှာ quantity ဆိုတဲ့ကဏ္ဍလေးရိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်2025ပြီးတော့2015မှာလဲ6ကြိမ်မှာကျွန်တော်တို့ခွန်ထိပ်စီလီပေးတယ်ပေါ့နော်အဲ2015အနေမှာသူရှေ့ကို10နှစ်ကျော်လာရင်လဲ2005ခုနှစ်တည်းမှာ ဒီမှာကျွန်တော်တို့ခွန်ထိပ်စီလို့ပေးတယ်ပေါ့နော်အဲ့တော့ဒါအစနဲ့ချပိုင်းပေါ့2005ခုနှစ်6ချိန်မှာလဲခွန်ထိပ်စီလို့ပေးတယ်သူကနေစနဲ့ချလိုက်2015ခုနှစ်6ချိန်မှာလဲဒါခွန်ထိပ်စီလို့ပေးတယ်ပေါ့နော်ဒါကျွန်တော်2025ခုနှစ်6ချိန်နေမှာလဲဒါခွန်ထိပ်စီလေးပေးဦးမလားပေါ့နော်ပေးဦးမလားဆိုတော့ဒီခွန်ထိပ်စီလေးနဲ့ကဏ္ဍတစ်ခုကိုကျွန်တော်တင်ပြအကျဉ်းထားဖြစ်ပါတယ်နော် ဲ့တော့ကျွန်တော်တို့ဆယ်နှစ်ချားလိုင်းလည်းဟုတ်ပြီပေါ့နော်ဒီမှာဆယ်နှစ်ချားမှာ quantity ဆယ်နှစ်ချားမှာ quantity ဆယ်နှစ်ချားမှာ quantity လို့ဖြစ်ခဲ့တယ်လို့ပဲပေါ့နော်နှစ်20ချားလိုင်းလေးလည်းတစ်ချက်ပြန်ကြည့်လိုက်အောင်ခင်ဗျာနှစ်20ချားလိုင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီ2025ခုနှစ်6ကြိမ်ပါလဲဒါကျွန်တော်တို့ဒီ quantity လို့ရထားပြီပေါ့เนาะသူကနေ20ချလိုက်ပါခင်ဗျာကျွန်တော်တို့ဒီ2005ခုနှစ် 6ကြိမ်မှလည်းခွန်ထိပ်စီးလို့ရိုက်တယ်ပေါ့နော်အဲ့တော့သူကနေ20ချလိုက်ရင်လည်းကျွန်တော်တို့ဒီ85ခုနဲ့6ကြိမ်မှလည်းဒါခွန်ထိပ်စီးဆိုတဲ့ကဏ္ဍနေရာဒါခွန်ခွန်ထိပ်စီးပေါ့နော်ခွန်ထိပ်စီးကဏ္ဍလေးတွေကတောက်လျှောက်ရိုက်ထားတယ်ပေါ့နော်အဲ့တော့ဒီခွန်ထိပ်စီးနဲ့ပတ်သက်တဲ့ကဏ္ဍလေးတစ်ခွဲကျွန်တော်ပြပေးပါမယ်နော်အဲ့တော့ကျွန်တော်ကြည့်ကြအောင်ခင်ဗျာကလန်ဒါတစ်ကြိုးလုံးပါပေါ့နော်ဒီ site ကိုပြရင်မရှင်းဘူးလို့ကျွန်တော်အမြဲတမ်းမှတ်ခံရတယ်ပေါ့နော်အဲ့တော့တေချာလေးကြည့်ကြည့်ပါခင်ဗျာဒီ site ကလေးကသူ့ရဲ့သဘောတဘာဝအရာရှင်းရှင်းလေးပါပဲနော် အဲ့တော့ကျွန်တော်တို့ဟိုရင်တခါတင်လိုက်တဲ့အချိန်ကဒီ site ကိုပြတဲ့အချိန်မှာတိတ်မရှင်းဘူးလို့ပြောတော့ဒီအထောက်ကိုပြတဲ့အချိန်မှာပေါ့နော်အဲ့တော့ဒီ site ကလေးကိုသေချာကြည့်ပါခင်ဗျာ cleaner တစ်ကြောလုံးမှာပေါ့နော်ကျွန်တော်ဒီလိုခါသုံးလုံးပေါင်းကူလို့ဖြစ်တယ်နှစ်ဦးမှာခါဒီနှစ်ဦးကတစ်ချိန်နှစ်ချိန်သုံးချိန်မှာခါသုံးလုံးပေါင်းကူလို့ဖြစ်တယ်သူ့ရဲ့ဘေးနားလေးမှာလည်းသူ့ရဲ့ဒီဘေးလေးမှာလည်းနှစ်ချိန်သုံးချိန်လေးချိန်မှာလည်းခါသုံးလုံးပေါင်းကူလို့ဖြစ်တာ cleaner တစ်ကြောလုံးမှာ 3ကပ်ပဲရှိတယ်ပေါ့နော်ပထမဖြစ်တော့ကျွန်တော်2005 2006နှစ်မှာတစ်ကြိမ်ဖြစ်တယ်ပေါ့နော်ဒုတိယဖြစ်တော့လည်းကျွန်တော်တို့ဒီ2013 2014ခုနှစ်မှာလည်းနှစ်ဦးခါသုံးလုံးပေါင်းခြင်းကိုကိုနှစ်ကြိမ်မှာလည်းခါသုံးလုံးပေါင်းခြင်းကိုကိုလို့ဖြစ်တယ်ပေါ့နော်တတိယတကက်ကျွန်တော်တို့သွားမယ်နော်တတိယတကက်2020နဲ့2020နှစ်မှာလည်းကြည့်ပါခင်ဗျာဒီမှာလည်းခါသုံးလုံးပေါင်းကိုလို့ရိုက်တယ်ဒီမှာလည်းခါသုံးလုံးပေါင်းကိုလို့ရိုက်တယ်ပေါ့နော် ဲ့လိုရိုက်ပြရနဲ့အဲ့လိုအထောက်ကလေးတွေပေးပြတာနဲ့သူ့ရဲ့ဘေးနားလေးမှာအဆရိုက်တော့ဒီလိုခါသုံးလုံးပေါင်းကိုဒီလိုခါသုံးလုံးပေါင်းကိုလို့ပေးတယ်ပေးပြတာနဲ့သူ့ရဲ့ဘေးနားလေးမှာအဆရိုက်တော့ break တယ်လို့ရိုက်တယ်ပေါ့နော်ဒုတိယရိုက်တော့ကျွန်တော်တို့ဒီနားလေးမှာ break ဒီခါသုံးလုံးပေါင်းကိုခါသုံးလုံးပေါင်းကိုရဲ့ဘေးနားလေးမှာ break တက်ပြီးတော့ break နဲ့လို့ရိုက်တယ်နော်တတိယတကက်ရိုက်တော့ဒီမှာခါသုံးလုံးပေါင်းကိုခါသုံးလုံးပေါင်းကိုဖြစ်ပြီးတော့ပရိစ္ဆတ်၁ပရိစ္ဆတ်၂ပရိစ္ဆတ်၃ဆိုပြီးတော့သူကအညီရိုက်တယ်ပေါ့နော် အဲ့လိုရိုက်ပြီးရတယ်သူ့ရဲ့ဘေးနားလေးမှာ685ဆိုတဲ့ကဏ္ဍထွက်တယ်685ပြီး686 68ခွန်အဲ့လိုတော့မှာပေါ့နော်ဒီမှာကျွန်တော်ခါတလုံးမောင်း9လို့ဖြစ်တယ်ခါတလုံးမောင်း9လို့ဖြစ်တယ်သူ့ရဲ့ဘေးနားလေးမှာ break break 71 72 73လို့တွားတယ်အဲ့လိုတွားပြီးတယ်လို့ပဲသူ့ရဲ့ဘေးနားလေးမှာအစထွက်တော့685လို့ထွက်တယ် ကျွန်တော်တို့ bracelet ရဲ့ဘေးမှာ685လို့ထွက်တယ် bracelet ရဲ့ဘေးမှာ685ပြီး686လို့ထွက်တယ် bracelet 3ရဲ့ဘေးနားလေးမှာဒါ68ခွန်းဆိုပြီးထွက်ရမယ်ဆိုပြီးဒီနားလေးမှာကျွန်တော်တို့ပြီးကြတဲ့နှစ်ကဒီနားလေးမှာ686ခွန်းကိုမှန်းတာပေါ့နော်ဒီနားလေးမှာတစ်ကြိမ်ဖမ်းလိုက်တာပေါ့နော်ဒီနားလေးမှာတော့မမိလိုက်ဘူးခင်ဗျအဲ86ခွန်းဆိုတဲ့ကဏ္ဍလေးကသူ့ရဲ့အောက်မှာမှ86ခွန်းဆိုတဲ့ကဏ္ဍလေး သူကသွားပြီးတော့ရိုက်တယ်ပေါ့နော်သူရိုက်တော့အဲကနန်းတွေကဒီကျွန်တော်တို့ဒီနားလေးကကနန်းတွေက65ဆိုတဲ့ကနန်းကလည်းသူ့ရဲ့ရှေ့တစ်နှစ်ကျော်ကကနန်းပေါ့နော်65ဒီ65ကိုဒီမှာ656ကိုဒီမှာ685လို့ရိုက်တယ်ဒီ685ပြီးတော့686ဆိုတဲ့ကနန်းကလည်းသူ့ရဲ့ရှေ့တစ်နှစ်ကျော်က866ကိုဒီမှာ686လို့ရိုက်တယ်ဒီနှစ်ထဲမှာထွက်တဲ့869ဆိုတဲ့ကနန်းလေးကလည်းသူရဲ့တနှစ်ကျော်က669ဆိုတဲ့ကနန်းလေးကိုဒီဒီဘက်နှစ်ထဲမှာပေါ့နော်အမှန်တော့ဒီနားလေးမှာကျွန်တော်က 6856686ခွန်းဆိုပြီးဒီနားလေးမှာကျွန်တော်ဖမ်းလိုက်တယ်ပေါ့နော်ဒီနားလေးမှာမထွက်သွားဘူးပေါ့နော်သူကမွေးကွက်အနေနဲ့အောက်မှာမှာ86ခွန်းလို့ထွက်သွားတယ်ပေါ့နော်အဲ့လိုထွက်ပြရတဲ့ကျွန်တော်တို့ဒီသူ့ရဲ့ဒီဘက်6ကြိမ်ရခန်းလေးကိုကျွန်တော်တို့ဖမ်းမယ်ပေါ့နော်အဲ့တော့အစကျွန်တော်တို့ရှုပ်တော့မှာဆိုလို့နော်ပြန်ရှင်းပြမယ်နော်ဒီမှာခါသလုံးမောင်းကိုလို့ဖြစ်တယ်ခါသလုံးမောင်းကိုလို့ဖြစ်တယ်သူ့ရဲ့ဘေးနားလေးမှာပရိစတ်1လို့ရိုက်တယ်ပရိစတ်2လို့ရိုက်တယ်ပရိစတ်3လို့ရိုက်တယ်အဲ့နှစ်ဒီထဲမှာသူ့ရဲ့ဘေးနားလေးမှာ685ဆိုတဲ့ခန်းထွက်တယ် 686ဆိုတဲ့ကဏ္ဍထွက်တယ်689ဆိုတဲ့ကဏ္ဍသူ့ရဲ့ဒါနောက်နှစ်ဒီမှာ light ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးတာနဲ့ကျွန်တော်တို့ဒီ6ဂျိန်မှာ98ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော် ူမထွက်ခင်မှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီခါသုံးလုံးမောင်ကိုခါသုံးလုံးမောင်ကိုဘရိတ်ဆက်တက်လို့ရိုက်ပြရတဲ့ကျွန်တော်သူ့ရဲ့ဘရိတ်ဆက်တက်ရဲ့အောက်မှာတက်ရဲ့ပါဝါကို6ဘရိတ်လို့ရိုက်တယ်ဒါမှမဟုတ်လေဒီမှာ6ဘရိတ်ဒီလို9ဘရိတ်ဒီလို10ဘရိတ်လို့ယူသွားရင်လည်းရတာပေါ့နော်ဒီမှာတက်ရဲ့ပါဝါဒီမှာဘရိတ်ဆက်တက်လို့ရိုက်တယ်တက်ရဲ့ပါဝါကို6ဘရိတ်လို့ရိုက်တယ်ဒီမှာလည်းကျွန်တော်တို့ဘရိတ်ဆက်နှစ်လို့ရိုက်တယ်ဘရိတ်ဆက်နှစ်ရဲ့ပါဝါကိုနှစ်ရဲ့ပါဝါကို9ဘရိတ်လို့ရိုက်တယ်ဒီမှာသူ့ရဲ့ဘေးနားလေးမှာခါသုံးလုံးမောင်ကိုခါသုံးလုံးမောင်ကိုရဲ့ဘေးနားလေးမှာဘရိတ်ဆက်3လို့ရိုက်တယ် 3ရက်ပါဝါကို16ပြိဆိုပြီးသူကရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးတာနဲ့ကျွန်တော်တို့ကသူ့ရဲ့ပါဝါ1ရက်ပါဝါကို6ပြိလို့ရိုက်ပြန်တယ်သူ့ရဲ့ဘေးနားလေးမှာခါနှလုံးပေါင်ခြင်းကိုစရိုက်တော့9လို့ရိုက်တယ်ခါနှလုံးပေါင်ခြင်း9ပြီးတော့ခါနှလုံးပေါင်ခြင်း8လို့ရိုက်တယ်ခါနှလုံးပေါင်ခြင်းကို9လို့ရိုက်တယ်အဲ sorry နောက်ပိတ်နှလုံးပေါင်ခြင်းကို9နောက်ပိတ်နှလုံးပေါင်ခြင်းကို8နောက်ပိတ်နှလုံးပေါင်ခြင်းကို9လို့ဒါရိုက်တယ်ပေါ့နော် ဲ့လိုရိုက်ပြီးရတယ်သူ့ရဲ့ဘေးနားလေးမှာငါးခွန်ရှိဆိုတော့ကနားလေးကဘာမှတွက်เสียချက်เสียမလို့ပဲနဲ့အော်တိုလိုက်ထွက်ပါတယ်နော်ဒီမှာလဲကျွန်တော်တို့ငါးခွန်ရှိဆိုတော့ကနားလေးကအော်တိုလိုက်ဖက်အော်တိုလိုက်ထွက်ပါတယ်ခင်ဗျာဒီနားလေးမှာလဲဒီငါးခွန်ရှိကလေးလိုက်ထွက်ဦးမလားပေါ့နော်ဒီနားလေးမှာကျွန်တော်ဆက်နှစ်ချလိုက်နေကြည့်မယ်ဆိုရင်တော့သူကဒီခွန်ထိပ်စီးဆိုတဲ့ကနားလေးရှိတာပေါ့နော်ဒီကျွန်တော်တို့ဒီမှာဆက်နှစ်ချမှာခွန်ထိပ်စီးဆက်နှစ်ချမှာခွန်ထိပ်စီးဆက်နှစ်ချမှာခွန်ထိပ်စီးနောက်ထပ်နှစ်နှစ်ဆက်ချလိုက်နေကြည့်မယ်ဆိုလဲကျွန်တော်ဒီနားလေးမှာ ်ခွန်ထိပ်စီပေါ့နော်နှစ်20ချကျွန်တော်တို့ဒီ2005ခုနှစ်ပေါ့နော်2005ခုနှစ်6ချိန်မှာကြည့်လိုက်မယ်ဆိုရင်လည်းခွန်ထိပ်စီပေါ့နော်2000ကျွန်တော်တို့ဒီ85ခုနှစ်မှာကြည့်လိုက်မယ်ဆိုလည်းဒါခွန်ထိပ်စီဆိုတဲ့ကဏ္ဍလေးတွေ့တဲ့အတွက်ဒီနားလေးမှာခွန်ထိပ်နယ်ပေါ့နော်ဒီကတော့သူကတော့ဒီမှာ9ခွန်8ခွန်8 9ဒီနားလေးမှာဆိုရင်တော့ကျွန်တော်တို့ကဒီခွန်9 8ပုံစံမျိုးလေးပေါ့နော် ခွန်၅ရှိခွန်ရှိ၅ပုံစံမျိုးလေးဒီနားလေးမှာဒါထိုးတင်ပါเนาะရှင်းမယ်လို့ထင်ပါเนาะခါတလုံးမောင်ကိုလည်းရိုက်တယ်ခါတလုံးမောင်ကိုလည်းရိုက်တယ်သူရဲ့ဘေးနားလေးမှာ brace 7 7နဲ့73လို့သူကအညီရိုက်တော့ brace 7ရဲ့အောက်မှာ brace 6 brace 7ရဲ့အောက်မှာကျွန်တော်တို့နှစ်ရဲ့ဘာဘာကိုခွန်ဘရိတ်လို့ရိုက်တယ်၃ရဲ့ဘာဘာကို၈ဘရိတ်လို့ရိုက်တယ်အဲ့လိုရိုက်ပြီးတော့မှ686 686 689ဆိုတဲ့ခဏန်းလေးဒီဘက်နှစ်ထဲမှာ light ထွက်တယ်အဲ့လိုထွက်တယ်လို့ပဲကျွန်တော်တို့သူ့ရှင်းနဲ့မှာဒါကျွန်တော်တို့1 2 3 4 5 6 ၅ချိန်နဲ့၆ချိန်မှာနောက်နှလုံးပေါင်းကိုကူးလို့ရိုက်တယ်နောက်နှလုံးပေါင်းကိုရှေ့လို့ရိုက်တယ်နောက်နှလုံးပေါင်းကိုခွန်းလို့ရိုက်တယ်အဲ့လိုရိုက်ပြရတဲ့သူ့ရဲ့ပြညာလေးမှာ၅ခွန်ရှေ့ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်၅ခွန်ရှေ့ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်၅ခွန်ရှေ့ဆိုတဲ့ကဏ္ဍလေးလိုက်ထွက်တယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာခွန်ထိတ်နဲ့ထိုးရမယ်ဆိုတော့ခွန်ရှေ့၅ခွန်၅ရှေ့ဆိုတဲ့ကဏ္ဍလေးဒါကျွန်တော်ရဲ့ဒီဒီမိတ်ဆွေများတို့ပေါ့နော်ပြပေးလိုက်ပါရနော်တိုင်းနှစ်တင်ရင်လည်းအသုံးပြုလို့ရအောင်ပေါ့နော်ဘူပရိကဏ္ဍလေးတကွအဲ့ကြောင့်ကျွန်တော်တို့ဒီမွေးကွက် site ထဲမှာပေါ့နော် ငွေကွက် site ထဲမှာကျွန်တော်ခုံငါးရှက်ကလေးကိုဘာလို့ထည့်ပေးလိုက်လဲဆိုရင်ကျွန်တော်ဒီ site ကလေးနဲ့ပေါ့နော်ဘာလို့ဆိုရင်ပြီးခဲ့တဲ့နှစ်တည်းဒီကျွန်တော်တို့6 6 6 6 6ခုံပေါ့နော်သူက ဒီအစကျတော့၄ချိန်ကြီးမှကြတာပေါ့နော်ဒါပေမဲ့၄ချိန်မှမကြမနဲ့လှည့်ပြီးတော့မှအောက်ကအချိန်ကြီးမှကြတယ်ပေါ့နော်အဲ့တော့ဒီမှာ question 5ဒီနားလေးမှာလည်းကျွန်တော်တို့ question 5ဆိုတဲ့ခဏလေးထွက်တယ်ဒီမှာလည်း question 5ဆိုတဲ့ခဏလေးထွက်တယ်ဒီနားလေးမှာ question 5လို့မထွက်ရင်တော့ဒီနှစ်ထဲမှာ question 5ကြဆိုင်ရှိတဲ့အတွက် question 5ဆိုတဲ့ခဏလေးကိုမွေးဖို့ပေါ့နော် question 5ခေါင်းဒီချိန်မှာဆိုတော့ question 5ခေါင်း5ရှစ်ကလေးဒါတင့်တော့ပါတယ်နော်ဒါဒီ site ကိုကျွန်တော်ဒီဒီမိတ်ဆွေများအတွက် မေတ္တာလေးဆောင်ဖြစ်ပြပေးလိုက်ပါတယ်ခင်ဗျာနောက်ထပ်လဲကျွန်တော်တို့ဒီတဲ့ကြဆိုင်ငိမ့်တဲ့ခဏလေးတွေနောက်ကျွန်တော်တို့ဒီဝမ်းချင်းလေးတွေပါတဲ့ခဏလေးတွေထပ်ပြီးတော့ပြပေးပါအောင်မယ်เนาะကျွန်တော်ရဲ့ 3D မိတ်ဆွေများစိတ်ချမ်းသာခြင်းကိုကြွမှာခြင်းနဲ့ပြည့်စုံပါစေဗျာ